ယူနိုက်တက်တို့အတွက်အဆင့်လေးနေရာဆိုတာလက်ရကန်းပါပါမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒီရာဒီပရီးမီးယားလိမှာထိပ်ဆုံး၄သိန်းနေရာကိုရအောင်ကြိုးစားတင်တယ်လို့ကလပ်ရဲ့ကဏ္ဍဝင်ကစားသမားဟောင်းကြီးဂယ်ရီနဗီယာပုံမလင်လင်ထုတ်ပြောလာခဲ့ပါတယ်။နဗီယာယူနိုက်တက်ရဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေကရလဒ်ကောင်းတွေကိုထောက်ပြပြီးတော့အခုချိန်မှာအဆင့်လေးနေရာကိုတကယ်ကိုကြီးမန်းထားတင်တယ်လို့ပြောခဲ့တာပါ။နဗီယာမြင်ရဆိုလို့ရှိရင်ယူနိုက်တက်အတွက်အဆင့်လေးနေရာကိုရဖို့အခွင့်အရေးအကြီးရှိနေတာကတခြားပြိုင်မဲ့အသင်းတွေရဲ့ခြေစွမ်းမတည်ငြိမ်မှုကြောင့်ပဲဖြစ်ပါတယ်။အခုပြင်လီဗာပူးကိုကြည့်မယ်ဆိုလို့ရှိရင်လီဂ်ပွဲ၁၂ပွဲကစားပြီးရတော့မှ၅ပွဲတိရှုံးနေပါတယ်။ လုံးဝမတည်ငြိမ်ဖြစ်နေရပါနောက်ပြီးတော့ဒေါ်တန်နဲ့ပြန်လေတီဆောက်နေစေခြေစည်းတို့ကလည်းပဲရေရှည်အတွက်စိတ်မချသေးပါဘူးဒါကြောင့်မလို့ United တို့အတွက်ဒီလိုအချိန်မျိုးမှာမျောလင်းချက်တွေအများကြီးပေါ်လာပဲဖြစ်ပါတယ်လက်ရှိအချိန်ဒီမှာ United အသင်းမှာရည်ချင်းရှိတဲ့ကစားသမားတွေအပြည့်ရှိပါတယ်နီးပြအမိုရင်းရဲ့ viewer တွေကလည်းအလုပ်ဖြစ်စပြုလာပြီးတော့ဇာတ်လိုက်ရလာကောင်းတွေရနေကြအောင်မလို့ကစားသမားတွေယုံကြည်မှုအားလည်းပဲတအားမြင့်တက်လာတာကိုတွေ့ရပါတယ်ဒါပြင်အကြီးမားဆုံးအားသာချက်ကတော့ United ကဒီအသည်မှာဥရောပပြိုင်ပွဲတွေဝင်ကစားခွင့်မရှိထားတာပဲဖြစ်ပါတယ်။ဒီအချက်ကတခြားအသင်းတွေထက်များစွာအသာစီးရစေပါတယ်။ အလို့အပြင်နဗီးထောက်ပြခဲ့တဲ့ဒီဇင်ဘာလပွဲချက်ကာလမျိုးမှာဥရောပပွဲတွေအကြောင်းဒိုင်ယာနဲ့ပင်ပန်းမှုဒဏ်ခံစားမဲ့တခြားအသင်းတွေထက် United အတွက်ထိတ်ဆုံး၄နေရာဝင်ဖို့အတွက်ရွှေအခွင့်အရေးဖြစ်ပါရည်နိုင်ငံတကာအားလည်းရပြီးနောက်ဆုံး၃လအတွင်းမှာပြိုင်ဘက်တွေက Premier League ဥရောပပွဲဖလားပွဲဆိုပြီးတော့၃ပွဲဆင့်ကစားနေရတဲ့အချိန် United ကလီပွဲတွေကိုအအောင်ဆိုင်နေမှာပါဒါကြောင့်မလို့နဗီးကဘောလုံးမှာအခွင့်အရေးဆိုတာဖန်တီးယူရတာထက်ကောင်းကောင်းအတုံးချတတ်ဖို့ကအရေးကြီးတယ်လို့တော့မှသတိပေးခဲ့တာပါ နဗီရဲ့သုံးသက်ချက်အရမန်ယူရဲ့ပြန်လည်ထူထောင်ရေးခီးခြင်းမှာအဓိကအချက်ကတော့ဒီလိုအခွင့်အရေးကောင်းကိုလက်လွတ်မခံဘဲအပြေးဝအသုံးချဖို့ပဲဖြစ်ပါတယ်။နေပြမော်ရီနီနဲ့ကစားသမားတွေကိုတန်ရမရအောင်ကောင်းကောင်းစီမံခန့်ခွဲပြီးလက်ရှိအောင်မြင်မှုတွေရပေးတဲ့ယုံကြည်မှုကိုလည်းဆက်ပြီးတော့ထိန်းထားဖို့လိုအပ်ပါတယ်။ပြပတ်တီမတည်ငြိမ်တဲ့အချိန်မှာကိုကတည်ငြိမ်မှုပြနိုင်ရင်ထိစုံ၄နေရာဆိုတဲ့ရည်မှန်းချက်ကလုံးဝလလန်းမိတဲ့ကီးဖြစ်လာနိုင်ပါ रे ။ United ကဒီဇင်ဘာလအတွင်းမှာ Premier League 9ပွဲနဲ့ League 2ပွဲအပါအဝင်စုစုပေါင်းပွဲပေါင်း၈ပွဲအထိကစားမှာဖြစ်ပါ रे အထူးသဖြင့်ဒီဇင်ဘာလ9ရက်နေ့မှာလီဗာပူးရဲ့အင်ကွေးအန်ဖီဒီဇင်ဘာလ21ရက်နေ့မှာပြိုင်ဘက်မန်စီးတီးရဲ့အေဒီဟက်နဲ့ဒီဇင်ဘာလ26ရက်နေ့မှာနယူကာဆယ်တို့ရဲ့စိန်ချင်းဘက်ကိုတွားရောက်ပြီးတော့ရှင်မြန်ကစားအမယ်အဝေးကွင်းပွဲ3ပွဲပါဝင်နေခြင်းကလည်းအခရာကြပါပြီ United တို့ကနီးပြအမိုရီအနေနဲ့ဥရောပပွဲတွေရဲ့ပင်မမှုထောင်မခံစားရပေမဲ့ဒီလိုပွဲကြီးတွေကိုကောင်းစွာစီမံခန့်ခွဲပြီးတော့အမှတ်မြင်များရယူနိုင်မှသာဂန်ဝင်ကစားသမား Navi 3တက်ခဲ့တဲ့အချိန်မှာအစင်လေးကြီးမန်းချက်ကိုလက်လန်းမိလာစေမှာဖြစ်ပါပြီ ။နဗီဟာမန်ယူကသူ့ရဲ့အတိတ်ခုံတရင်ကိုပြန်လည်တိဆောက်ဖို့အခွင့်အရေးကောင်းရှာတွေ့နေပြီလို့ပြောထားတာကြောင့်မလို့ကျွန်တော်ယူနိုက်တက်ပရိသတ်တွေအနေနဲ့ဒီအချိန်မှာအကြီးမားဆုံးမျှော်လင့်ချက်ကိုစောင့်ကြည့်တဲ့အချိန်ပဲလို့ဆိုပြစီခင်ဗျာ။နဗီလိုမျိုးတွေ့ရုံရှိတဲ့လူကမြင်နေရင်ယူနိုက်တက်အတွက်တကယ်ကိုအလားအလာရှိတာမလို့ဒီဇင်ဘာလကိုစောင့်ကြည့်အောင်ပါ။အမိုရီရဲ့ viewer များအပြေးဝအံဝင်ဖို့အတွက်အချိန်ရောင်းမှာဖြစ်ပြီးတော့ပွဲချက်ကာလမှာကစားသမားတွေကိုတရားမရအောင်ပေမန်းမှုမဖြစ်အောင်ကောင်းကောင်းစီမံခံဝဲဖို့တဲ့လိုအပ်ပါတယ်။ဒီကိုချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ United ကပြိုင်ဘက်များရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူနိုင်မယ့်အနေအထားမှာရှိနေပါတယ်။ ကေဝေးဒီဇင်ဘာလရဲ့ခက်ခဲတဲ့ပွဲစဉ်တွေကိုအနည်းဆုံးရှုံးမဲမရှိဒါမှမဟုတ်အမှန်မြင့်များရယူနိုင်မယ်ဆိုလို့ရှိရင်အစင်လေးဝင်ရောက်နိုင်မယ်အလားလာဟာအလုံးမြင်မာနေပါပြီ။